တရားရောခဲ့ပေမဲ့အိမ်ကွင်းမှာအာဆင်နယ်အကောင်းဆုံးခံသွားတဲ့ချယ်ဆီအားလုံးပဲမင်္ဂလာပါဖုတ်ဘောဝါချန်နယ်မှာအဝင်ဆောင်ပါမှာဒီဗီဒီယိုလေးမှာတော့ခုနချင်းပြန်ကစားသွားတဲ့ချယ်ဆီနဲ့အာဆင်နယ်အတင်းတို့ရဲ့ကျွန်တော်တို့က ပွဲပြီးခံစားချက်ကိုကျွန်တော်ပြောသွားမှာဖြစ်ပါတယ်ဒီပွဲကတော့1-1ပေါ့နော်ဒါကိုင်းစီတို့အနီကက်ထိတယ်တယောက်ရောအနီထားနဲ့တူ Chelsea တင်ကအာဆင်နယ်ကိုကန်ခဲ့ရတယ်အဲကန်ခဲ့တဲ့ချိန်တွင်းမှာလည်းအကောင်းဆုံးကျွန်တော်တို့ဒါပုံစံတစ်ခုပြသပြီးတော့တိုးအပ်နေတဲ့ရှားမတ်ကိုရှာဖွေသွားခဲ့တယ်ဗျာအဲ့တော့ဒီပွဲနဲ့ပတ်သက်ပြီးကျွန်တော်တို့အမြင်လေးကိုစီဆွေးနွေးလိုက်အောင်ပထမဆုံးအနေနဲ့ကျွန်တော်အမြင်ဒိုင်လူကြီးကြောင့်ကျွန်တော်တို့စာပြောရအောင်ပေါ့နော်ကျွန်တော်တို့ဒါဒိုင်လူကြီးအန်တိုနီထေလာအနေနဲ့ Chelsea နဲ့တွေ့ရင်တော့သူကအနီကက်တေပါတယ်အများကြီးပြနေကြဆိုတဲ့တမိုင်းစင်လာတွေလည်းရှိခဲ့သေးတယ်ပေါ့နော်ဒါပေမဲ့ဒီပွဲမှာသူပွဲကို ချင်းချောင်းသွားတဲ့ပုံစံကတကယ်ကိုအဝါကပြပြတာတဲ့နေရာမှာဟိုလက်လွယ်တယ်လို့တော့ကျွန်တော်ခံစားရတယ်ဘောနော်ဒါကတော့ဟိုသူကွင်းတိုင်လူကြီးတွေမှာတော့ဖွဲ့ကိုထိန်းတဲ့ပုံစံနဲ့မတူဘူးတချို့တိုင်လူကြီးတွေကလွတ်ပြီးတယ်ဗျာလွတ်ပြီးတယ်โอเคကျွန်တော်တို့တချို့ moment တွေမှာလွတ်ပြီးတယ်ပြီးမှသူပြတင်ပြတိုင်းမှာမဖြစ်မနေမှာပြတာဒါပေမဲ့ဒီထိန်းသွားတဲ့ဘောနော်ကျွန်တော်တို့ဒါလက်ရှိအန်တိုနီဒေလာရဲ့ပုံစံတော့ဒီတကူမားပြီဆိုရတယ်သူနေတေချာပေါ့အဝါကပြတာကိုတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်အစောပိုင်းဒါနေရာတွေမှာဇူဘီမန်ဒီတို့မာကူကူရယ်လာတို့အဝါကဒီထိတယ် အာဆင်နယ်ဘက်မှာဆိုလဲဟင်ကာပီယာလို့လူကစားသမားတွေဒါလူးဝစ်ကယ်လီလို့ဝင်လာတဲ့ကစားသမားတွေကာလာပီယိုလို့ကစားသမားတွေဇက်တိုက်ဆိုသူလိုအဝါကက်တွေထိတာပေါ့နော်အဲ့တော့ဒီကစားသမားတယောက်ကခန်းစီကစားသမားတယောက်ကအဝါကက်ထိသွားပြီဆိုရင်နောက်ထပ်လှုပ်ရှားရတဲ့နေရာမှာရန်ကိုဒါခက်ခဲတဲ့ moment တွေကိုရင်ဆိုင်ရတယ်ပဲဘာလို့ဆိုတော့တချက်မားတာနဲ့အနီကတန်းပြရမယ်အနီထားပေါ့နော်ဒါကြောင့်လို့သူတို့အနေနဲ့တချို့ဝင်တဲ့လုံးနေမှာမဝင်ရဲတာတွေအလုံးဝမလှုပ်ရဲတဲ့ပုံစံမျိုးတွေမလှုပ်ရဲမကင်ရဲဖြစ်စီတယ်ပေါ့နော်ဒါကတော့အန်တိုနီဒေလာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောတာပေါ့နော်နောက်ထပ်ချက်ကတော့ကျွန်တော်တို့ဒါကန်စီလိုရဲ့အနီက ပေါ့နော်ဒီနီကတ်ကတော့ဖြစ်တင်ဖြစ်တဲ့အနီကတ်လို့ပဲပြောရမယ်အဓိကပြစ်တင်ရမှာတော့ကစားသမားကိုလည်းပြစ်တင်ရမယ်ဆိုပြောရမှာပေါ့နော်ကန်ကိုလည်းပြစ်တင်ရမှာပေါ့ဒါကတော့နင်းမိသွားတာဖြစ်တဲ့အတွက်ဒီလိုပုံစံတွေရာ serial form လေးပြန်ကြည့်ရင်တော့အနီကတ်ကပြနေကြဖြစ်တဲ့အတွက်ဒီကနေ့ပတ်သက်ပြီးတော့ကျွန်တော်အများကြီးပြောချင်မှရှိဘူးအဲ့တော့ဒီနေ့ပွဲစဉ်မှာ Chelsea အသင်းက Arsenal အသင်းကို17ရောက်အနေထားမှာတော်တော်လေးဒုက္ခရောက်အောင်ကစားသွားခဲ့တယ်ဗျာအမှန်တမ်းပြောရင် ဒီအာဆင်နယ်အနေနဲ့ပေါ့နော်သူတို့မှလုံနိုင်တာတွေအများကြီးပဲဖွဲ့ကြုံမှပြောသလိုပဲမာရက်စကာပြောသလိုပဲအာဆင်နယ်ကသူတို့မှလမ်းကြောင်းတွေအများကြီးပဲသူတို့ကျွမ်းကျင်ပိုင်နိုင်တဲ့အရာတွေအများကြီးပဲဒီအရာတွေအားလုံးကိုလည်းကျွန်တော်တို့မှအာကျွန်တော်တို့မှလည်းနီလန်းတွေအများကြီးပဲဆိုပြီးမာရက်စကာပြောသွားတယ်ဗျအဲ့ဒါတော့မာရက်စကာရဲ့ high pressing ပေါ့နော်ဟာ industry ဒီ game ကိုကျွန်တော်တို့က power game အဖြစ်ကစားသွားတယ်ပြည်စင်အရန်လိုက်ပြီးတဲ့အချိန်တစ်ဖက်မှာလည်းကျွန်တော်တို့က အာဆနယ်ရဲ့ဘေးဒက်ပလေးကိုအကောင်းဆုံးတိဆောက်ပေးနေတဲ့ဟိုဂါဘီယယ်တို့စာလီဘားတို့ဘောတော့မကစားနိုင်တဲ့အချိန်ကြီးငြိမ်မှုကောင်းတဲ့ခံစစ်ထူလို့မပါတဲ့အချိန်မှာကစားသမားအသစ်အနှစ်ယောက်အနေနဲ့ဒီလန်ဒန်ဒါဘီရဲ့အငွေသက်ကိုစပြီးတော့ခံစားရတဲ့အချိန်ပေါ့နော်ချက်စီနဲ့တွေ့ရလန်ဒန်ဒါဘီရဲ့အငွေသက်ပြီးတော့အိမ်ကွင်းမှာလည်းမဟုတ်ဘူးဝေကွင်းမှာဆိုတဲ့အချိန်မှာအာဆနယ်ရဲ့ဘေးဒက်ပလေးတိဆောက်ပုံကတော်တော်လေးတော့ရုန်းကန်ခဲ့ရတယ်လို့ပြောလို့ရတယ်။အာချက်စီဘက်ကဘရဇင်အာ sorry တော်တော်လေးကိုကျွန်တော်တို့ကောင်းခဲ့တာဗျချက်စီရဲ့ဘရဇင်ကြီးအကြောင်းမှာအဓိကအာဆနယ်ရဲ့ကွင်းလေဒီနေ့ပွဲမှာအသက်မဲ့သွားတယ်။ Okay so ီမန်ဒီတဝါထီးလို့တိမ်မကစားရဲဘူးလို့ပြောလို့ရပြီမယ်တကယ်တကယ်ကျွန်တော်တို့ဒါပွဲကစားချိန်အတွင်းမှာဇူဗီမန်ဒီစီကကျွန်တော်ဘာမှမမြင်ခဲ့ရဘူးအမှန်ဆိုရင်အာဆင်နယ်တင်းရဲ့အသက်ကဇူဗီမန်ဒီဆိုတာလည်းအလုံးသိရယ်ဇူဗီမန်ဒီဒီယာဒီရောက်လာပြီးတဲ့နောက်မှာအာဆင်နယ်ရဲ့ခွင့်လှယ်ပိုင်းတည်ငြိမ်မှုကတော်တော်လေးအကောင်းလာတဲ့အချက်ကိုချက်စီအကောင်းဆုံးကျွန်တော်တို့ဒါထိန်းချုပ်သွားခဲ့တယ်အဓိကအဖြစ်လူစီချင်းခွင့်လှယ်မှာဝင်ကစားတဲ့ချိန်လူစီချင်းရဲ့ဒီ movement တွေကပေါ့နော်ချက်တော်တော်လေးလှုပ်ရှုပ်စီတဲ့ကိုင်းစီတို့မထွက်ခင်မှာလဲကိုင်းစီတို့အနေနဲ့ဒီ EBRT A0 ဘာလို့ပျောက်နေအောင်ကစားခဲ့ ခဲ့ရတယ်မေရီနိုတို့ပါဘူးဆိုရင် ဒီပ်တီစင်ပြီးတော့ဘောလုံးယူပေးရတဲ့အနေအထားမျိုးတွေဒီဖြစ်လာတယ်ဗျာနော်ဒါကချက်စီတင်းဟာအာဆင်နယ်တင်းရဲ့ကွင်းလေကိုအသက်မဲ့အောင်လုပ်တဲ့အချိန်အာဆင်နယ်ရဲ့အမြင်ဘောတွေကိုအသုံးပြုရတယ်အမြင်ဘောတွေကိုအသုံးပြုလာတဲ့အချိန်မှာလည်းနောက်တန်းမှာရှိနေတဲ့ကျွန်တော်တို့ဒါခြောက်လုတ်ဘက်ကဒီနေ့ပွဲစဉ်မှာ AU ရဲ့2ရဲ့ကို80ရာခိုင်နှုန်းလောက်ထိအနိုင်ရအောင်ဆွမ်းဆောင်သွားနိုင်ခဲ့တာဖြစ်တဲ့အတွက်ချက်စီရဲ့ခံစစ်ကလည်းတော်တော်လေးလုံးဖြစ်ခဲ့တယ်ကူကူရလာဇာကောင်အကောင်းဆုံးထိန်းချုပ်သွားခဲ့ပြီးတော့50 50နေထားဗောနော်သူလည်းအဝါထိခဲ့တယ်ဇာကာလည်းဂိုးဖန်တီဘူးယာသွားရဲဆိုပေမဲ့ဇာကာလည်းအများကြီးမလုံးနိုင်ခဲ့ဘူးကူကူရလာလည်းအများကြီးမ ုံနိုင်ခဲ့လို့လည်းကျွန်တော်တို့ပြောရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒီ Chelsea ရဲ့ high pressing ကတော်လေးလှုပ်ဖြစ်ခဲ့ပြီးတော့ Maresca ရဲ့ပွဲချင်းကပ်ပုံကိုကျွန်တော်တို့ထပ်ပြီးတော့ချီကျူးရမယ် Arsenal လိုအဆင့်တက်မှာဥဆောင်နေတဲ့အတင်းမျိုးကိုတိုက်စစ်ပိုင်းဆိုင်ရာအသက်မဲ့အောင်တော်တော်လေးလှုပ်သွားခဲ့တယ်လေတို့ပြောရမယ်ဗောနောအမုံမှန်ဆိုတော့ Arsenal ကအခွင့်အရေးတွေအများကြီးကျွန်တော်တို့ဒါဖန်တီးနိုင်မယ်အနေအထားမှာတယောက်ယောက်သွားခဲ့တာတော့ Arsenal လိုအသင်းမျိုးကို chance တွေအများကြီးမပေးရနဲ့ Chelsea ကစားသွားနိုင်တဲ့အချက်ကိုတော့ကျွန်တော်တို့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်အဲ့တော့ Arsenal အနေနဲ့ ဒီ supply အသက်မဲ့သွားခြင်းကိုကျွန်တော်ဆက်ပြောမယ်ပေါ့နော်ကျွန်တော်ထပ်မြင်တဲ့တစ်ချက်က Gabriel မပါရင်ကျွန်တော်အထင်ပေါ့နော် Arsenal supply မှာတော်တော်လေးဒုက္ခရောက်မယ်လို့ကျွန်တော်ပြောခဲ့တဲ့ ဒါဗီဒီယိုလေးရှိတယ်ဗောနော်ဒါပေမဲ့ဒါတချို့ကတော့ယုံကြည်မှလည်းယုံမယ်ဘာလို့ဆိုတော့အာဆင်နယ်ရဲ့ဆပလီတိဆောက်ပုံကဒီကလန်ရိုက်ကာဘီရဲ့ဘူကောဆာကာရိုစီကနေလာတာဗျာဒီကလန်ရိုက်ကတင်မယ်ကာဘီရဲ့ကတိုက်တင်တိုက်မတိုက်ရင်ပြန်ချပေးတာမျိုးတွေအများကြီးလုပ်တယ်သူ့ရဲ့နေရာယူပုံတွေအများကြီးသုံးဝင်တယ်အဲ့တော့ကာဘီရဲ့ဆာလီဘာမပါတဲ့အချိန်ပေါ့နော်အာဆင်နယ်တင်းရဲ့ဒီနေ့ဒါတောင်းကန်ဘောလေးဖြစ်တယ်ဘောချင်နေတယ်မှာတကယ်ကိုချင်းချောက်နိုင်ဆိုတာတော်တော်လေးရောကြသွားတယ်လို့ကျွန်တော်ကတော့ခံစားရတယ်ဒါကတော့ကျွန်တော်မြင်တဲ့အချက်ပေါ့နော်ဘရာသာတို့ဘယ်လိုမြင်လဲတော့မသိဘူးကာဘီရဲ့နဲ့ဆာလီဘာမပါတာကအာဆင်နယ်ရဲ့ဆပလီကို တော်လေးအသက်မဲ့သွားစီတယ်လို့ကျွန်တော်ကတော့ခံစားရပါတယ်ဒီပေါ် brother တို့ဘယ်လိုမြင်လဲဆွေးနွေးကြအောင်မလို့ဒီနေ့ပွဲထွက်လာတဲ့ခံစားသမား၂ယောက်ကတော့ ကောင်းတော့ကောင်းနေတိုင်းပဲဒီညီမိုဘိုင်းဆိုင်ရာမော်ဒယ်ဟင်ကာပီယာအနေနဲ့အနေငယ်လိုအပ်ချက်တော့ညီပွဲမှာရှိခဲ့တယ်လို့ပြောရမယ်အဲ့တော့နောက်ထပ်တစ်ချက်ကတော့ကျွန်တော်တို့ကဂိုဒမာရောဘတ်ဆန်ချက်ကိုချီးကျူးရပါမယ်ချက်စီတင်းရဲ့ဂိုဒမာရောဘတ်ဆန်ချက်ကဒီညီပွဲကျောင်းမှာစီ3ချိန်ပြုလုပ်သွားတယ်သူ့အနေနဲ့ဒီမြေလိမ်ဘောကန်ချက်တွေကိုပေါ့နော်တောက်လျှောက်သူတို့လိုစီသွားခဲ့ပြီးတော့တော်တော်လေးကောင်းတဲ့လက်ဆွမ်းတစ်ခုပြသခဲ့တယ်ချက်စီအသင်းဒီလိုရလက်ကောင်းရမရခဲ့တဲ့အနေချားကလည်းဒါရောဘတ်ဆန်ချက်ကြောင့်အများကြီးပါဝင်နေဆိုတော့ကိုတော့ကျွန်တော်တို့ဒါလက်ခံရမယ်ရောဘတ်ဆန်ချက်အနေနဲ့ပြန်လဲတိုးတက်လာရင်အမားလီတချို့ရှိခဲ့တယ်ဆိုရင်တော့သူဟာ ာတော်တော်လေးချက်စည်းသင်းကိုခုနောက်ပိုင်းမှာအာဆွမ်းဆောင်ယူကောင်းတဲ့ကုသမာတရားအဖြစ်လှုပ်ဆောင်ပြနေတယ်လို့ကျွန်တော်ထင်တယ်အဲ့တော့နောက်ထပ်ကျွန်တော်တို့ကချီးကျူးရမှာက Maruska ရဲ့ဒါအထွေကြုံယူနိုင်မှုပေါ့နော်ဒါ United နဲ့ပွဲမှာသူတို့အနီကထိသွားတဲ့အချိန်အဲ့တော့မမရရအဘဒူတီရရောဘတ်ဆန်ချက်ထိတာပေါ့နော်ထိသွားတဲ့အချိန်အပြောင်းလဲလုပ်လိုက်တဲ့အချိန်မှာ Chelsea ကမားတွေကိုအသေးအတန်ကြီးထုတ်ပြီးတော့ဒါပွဲပြီးတော့အများကြီးဝေဖန်ခြင်းခံခဲ့ရတယ်ပေါ့နော်ဒီချိန်မှာတော့ Maruska အဲ့လိုမလုပ်တော့ဘူး Okay ကျွန်တော်တို့က အာငါတော့အဲ့လိုမလုပ်တော့ဘူးရတယ်ကျွန်တော်ဒါကွင်းထဲကိုတိုက်စီဒီတိုင်းလေးပဲဆက်ထားတယ်ပြီးတော့ဒီကွင်းထဲမူးမောက်ပဲသူပြန်ချိန်လိုက်တယ်โอเค၁၀ရောက်၁၁ရောက်ဖြစ်သွားတယ်အတွက်ခံချက်ကစားမယ်လို့ဘလောက်မင်းဘလောက်ကစားမယ်တမ်မတိုက်စစ်နဲ့ငါတို့ချင်းကပ်မယ်ဒုတိယပိုင်းအစမှာခါနာချူတို့လိုတမ်မတိုက်စစ်တို့အားကိုးရမယ်ကစားသမားတွေကိုထည့်တယ်အမြင်ပေါ်ကိုအသုံးပြုရမှာဖြစ်တဲ့အတွက်လင်းဒဲလက်လူကစားသမားတွေကွင်းထဲကိုထပ်ထည့်တယ်အဲ့တော့မာရိုစကာရဲ့ဒီနေ့ပွဲချင်းကပ်ပုံဒီ game management game တွေအပြောင်းလဲတွေကလည်းတော်တော်လေးလုံးဖြစ်ခဲ့တယ်လို့ကျွန်တော်တို့ပြောရမယ်အဲဒီအတွက်လည်းကျွန်တော်မာရိုစကာကိုချီးကျူးရမယ်နော်ချယ်ဆီတင်းရဲ့ချာလိုဘတ်ဖူ ဘာနာခံကြအတွက်ရလဲတော်တော်လေးအသားကျလာတယ် VC ချင်းတော်တော်လေးကောင်းနေဗျာအဲ့တော့နောက်ထပ်ကျွန်တော်တို့ဒါပြောရမယ့်အချက်ကတော့ဒီ Adidas ပေါ့နော် Adidas အနေနဲ့ Odigat ကိုထည့်လိုက်တဲ့အချိန်ကျွန်တော်တို့ဒါအရင်4231 setup ကနေ4232ကိုချက်ချင်းချင်းနေ Merino နောက်ကိုပြန်ချရတယ်အဲကျွန်တော်တို့ဒါဟို Right Midfielder Left Midfielder ပုံစံမျိုးနဲ့ပေါ့နော် AJ မထွက်ခင်ပြီးတော့ Declan Rice Single Pivot အနေနဲ့ကစားပြီးတော့တိုက်စစ်မြင့်ခဲ့တယ်ဒီတိုက်စစ်မြင့် Odigat ဝင်လာတဲ့အချိန်ကနေပြီးတော့ ချက်စီတော်တော်လေးလှုပ်ရှုပ်သွားပြီးတော့ညာချမ်းကနေဘူကောက်စားကဖြတ်တင်ပေးတာ။အိုမိန်တို့ကောင်းတက်ပြီးတော့ခြေပါကိုရောက်သွားတယ်။အမချက်စီကနောက်ပိုင်းမှာတော့ပြန်ပြီးတော့ချစ်လက်တဲ့ဟန်ကိုပြပြီးတော့တော်တော်လေးထိန်းချုပ်သွားခဲ့တာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ အဲ17ရက်17ရက်သာဖြစ်ခဲ့ရင်ဆိုတဲ့အတွေ့လေးတော့ကျွန်တော်တို့ကအားလုံးစီမှာဝင်သွားခဲ့မယ်လို့ကျွန်တော်ထင်တယ်။တစ်ဖက်မှာလည်းအာဆင်နယ်တင်ပြိတ္တတွေနဲ့ဒီပွဲပေါ်မှာတိတ်ပြီးတော့ကျင်းတဲ့ခံစားမှုရမယ်လို့ကျွန်တော်မထင်ဘူး။ဘာလို့လဲဆိုတော့တရေကြတယ်ဟုတ်တယ်။ကိုကအသေးအံနေတိုက်စစ်ဆင်ပြီးတော့တရေကြသွားတယ်ဆိုတော့လက်ခံကောင်လက်ခံနိုင်ပြီမယ်။17ရက်17ရက်အနေထားမှာတိုင်ပဲအသင်းပေါ်အခွင့်အရေးအများကြီးအဖန်တီးနိုင်ခဲ့တာကတော်တော်လေးစိတ်ပူစရာအချက်လို့ပဲကျွန်တော်တို့ပြောရမယ်။ခံစပိုင်းတည်ငြိမ်မှုတော်တော်လေးအားနည်းနေတာလဲပေါင်ခဲ့တယ်လို့ပဲကျွန်တော်တို့ပြောရမယ်ဗျာ။အဲ့တော့ ဘရာသားတို့ဒီပွဲပေါ်ဘလို့ထင်ကြလဲအနီကက်တာမထီးခဲ့ရင်ဆိုတဲ့အတွေးတွေကိုတွေးမိကြလားအာဆင်နယ်ဖန်ဘရာသားတွေကိုချိန်နေကြလားချက်စီတန်ဘရာဘရာသားတွေကိုနော်ဒီရလက်ပေါ်ချိန်နေကြလားကိုမမဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်ကိုမြင်တဲ့ချက်တွေကိုလည်းကိုမဝင်အောင်ဆွေးနွေးပေးလို့ရပါတယ်ချီးသူများအစ်တင်ပါတယ်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဒီလိုဗီဒီယိုတွေမှာပြန်တွေ့ပါမယ် good luck ပါ